အားလုံးပဲမင်္ဂလာပါ။မြောက်ဦး Entertainment ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။ Israel Iran စစ်ပွဲ9ရက်ကျော်လာတဲ့အချိန်ခါမှာ Iran ဘက်ကစပြီးတော့မှ nuclear လက်နက်နဲ့ရှိန်းရှောက်လာတာကိုတွေ့ရပါတယ်။ဆစ်ရှိရဲ့နေ့မနက်ကဒီ Iran နိုင်ငံပိုင်ဝါဒဖြန့်သတင်းမီဒီယာတွေထက်မှအခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့ AI video ကိုတင်ပြီးတော့မှဒီညားကိုကဘာကြီးဖေတော့မှမေးရနိုင်မှာမဟုတ်ပါဘူး။စောင့်ကြည့်ပါဆိုပြီးတော့မှပြောထားပါတယ်။ nuclear ထိပ်ဖူးတလုံးကို AI နဲ့ဖန်တီးပြီးတော့မှ Iran ဘက်ကရှိန်းရှောက်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းဒီဒီချိန်မှာလည်းအီရန်ဘက်ကအပြောတက်တက်ပဲဖြစ်ခဲ့ပြီးတော့မှဘာမှဖြစ်လာခဲ့ခြင်းတော့မရှိပါဘူး။ဘာဖြစ်ဖြစ်ကျွန်တော်တို့ကဘာကြီးကအခုအချိန်အထိဒီနျူကလ িয়ার စစ်မဖြစ်လာသေးတာကောင်းတဲ့အချက်ပဲလို့တော့ပြောနိုင်ပါတယ်။ဒါပေမဲ့အီရန်ဘက်ကအခုလိုမျိုးမကြမကြာရှိန်ရှောက်ပြနေတာကတော့သိကြီးကောင်းတဲ့လက္ခဏာမျိုးတော့မဟုတ်ပါဘူး။အခုချိန်မှာအီရန်မှာနျူကလ িয়ার လက်နက်မရှိသေးဘူးလို့တော့ကောက်ရှက်ချလို့ရနိုင်ပေမဲ့ဒီစစ်ပွဲမှာသူတို့တွေထွက်ပေါက်ပိတ်ပြီးတော့မှအရှုံးကြီးရှုံးလာတဲ့အချိန်ကိုသာရောက်ခဲ့မယ်ဆိုရင် သွေယူသွေးထဲနဲ့တခုခုလုံးမလာနိုင်ဘူးလို့တော့ဘယ်သူမှအမမခံနိုင်ပါဘူး။ဒါကြောင့်လဲအီရန်ရဲ့ရှေ့လန်းတွေကိုအမေရိကန်ပါဝင်တကဘာလုံးကစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဒီနေ့အထိအစ္စရေးအီရန်စစ်ပွဲနောက်ဆုံးရအခြေအနေတွေကိုပြောပြရမယ်ဆိုရင်တော့အီရန်ဟာအစ္စရေးကိုမဆိုင်တုံးတွေ drone တွေနဲ့အဆက်မပြတ်ထိုးနှက်တိုက်ခိုက်နေစေဖြစ်ပါတယ်။စစ်ပွဲစတဲ့တောက်ကြနေကလေးကနေစားတွက်မယ်ဆိုရင်အီရန်ဟာအစ္စရေးကိုပိတ်ထိတ်မှဆိုင်တုံးပေါင်းအစင်း400နဲ့ drone ပေါင်းအစင်း1000လောက်အထိအသုံးပြုပြီးတော့မှတိုက်ခိုက်ထားတာပါ။တကယ်ကိုပဲမနေလှတဲ့ပမာဏတစ်ခုဖြစ်ပေမဲ့လည်း အစ္စရေးလေကစနစ်တွေရဲ့အဆင်းမြင့်မားမှုကြောင့်အဲ့ဒီအဆင်းရာကျော်ထောင်ကျော်တွေကအဆင်း20လောက်သာအစ္စရေးရဲ့လူနေရပ်ကွက်တွေကိုထိမှန်ခဲ့ပြီးတော့မှအစ္စရေးပြည်သူ24ဦးအသေအပြောင်းရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဒဏ်ရာရသူအရေအတွက်ကတော့အယောက်900ကျော်လွန်နေပြီဖြစ်တယ်လို့ကမ္ဘာသတင်းမီဒီယာတွေရဲ့အတည်ပြုချက်အရသိရပြီးအဲ့ဒီမှာအယောက်900ကျော်တွေက9ယောက်လောက်ကသာဒီအစ္စရေးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ဆိုတော့အီရန်ရဲ့တိုက်ခိုက်မှုတွေဟာအစ္စရေးတပ်ဖွဲ့ဝင်10ခန်းလောက်ကိုသာထိခိုက်ခဲ့ပြီးတော့မှအများစုခံစားခဲ့ရတာကတော့အစ္စရေးပြည်သူတွေပဲဖြစ်တဲ့အတွက် ်အရသာပြည်သူတွေကိုပဲပြင်းထန်ထားတိုက်ခိုက်နေတာလားလို့တော့မှအမေခွန်းထုတ်မှုတွေရှိနေတာဖြစ်ပါတယ်။ Israel စစ်တပ်ကတော့မှ Operation Rising Lion ရဲ့စစ်စင်ရေးစားခဲ့တဲ့အချိန်ကလေးက Iran ရဲ့တိုက်ခိုက်မှုတွေကဒီထက်ပိုမှုပြင်းထန်လိမ့်မယ်လို့ယူဆခဲ့တဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေအများကြီးလှုပ်ထားသေးတာဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်တွဲမှာတော့ Iran ရဲ့မဆိုင်တုံတဲ့ drone အများစုဟာ Israel ကိုထိထိရောက်ရောက်မတိုက်ခိုက်နိုင်ပဲဖြစ်တော့ပါတယ်။ Iran ဟာ drone အစင်းပေါင်း1000ကျော်ပစ်ခတ်ခဲ့ပေမဲ့လည်းအစင်း200လောက်သာ Israel နေဆက်မြင့်နဲ့ အစ္စရေးလီပိုင်နဲ့ထေကိုထိုးပေါင်းဝင်ရောက်နိုင်ခဲ့တာကိုပဲကြည်ပါအဲ့ဒီအဆင်း200စလုံးဟာလည်းရီဝေယာပြင်မှတ်တွေစီကိုမရောက်လိုက်ပဲအစ္စရေးလီကစနစ်တွေရဲ့ပြစ်ရှာမှုကိုခံလိုက်ရပါတယ်ဆာဟီလိုမောင်းသူမစ်ဒရုန်းတွေရဲ့အစိအဟုန်ကနှေးကွေးတဲ့အတွက်ဒီစေးရဟရင်နဲ့လိုက်ပြီးတော့တော့မှပြစ်ရှာနိုင်တဲ့အတွက်ကြီးအောင်မှုသိမ့်မရှိပဲဖြစ်သွားတာပါအီရန်ရဲ့နိုင်ငံပိုင်ဝါဒါဖြစ်မီဒီယာတွေကတော့ထုံးစံအတိုင်းပဲအစ္စရေးရဲ့ဂျေရုဆလင်နဲ့တေအဗိမြို့ကြီးတွေကထိခိုက်မှုအရှုပ်ကိုပြပြီးအီရန်ဟာအစ္စရေးရဲ့လေပိုင်နဲ့ကိုအလုံးစုံပိတ်ရှာလိုက်နိုင်ပြီး ်ဣသရေလဝဟင်ကိုလုံဝထိတ်ဆုပ်ပြစ်နိုင်ပြီဆိုပြီးတော့ကြုံဝါထားတာကိုတွေ့ရပါတယ်ပြီးတော့မှမက်ဆိုင်းဒုံးတွေကိုတရက်ဆက်ပြစ်ခတ်ပြတာတွေဒရုန်းတွေကိုတစင်းပြီးတစင်းလွှတ်တင်နေတာတွေကိုလည်းတခန့်တနာနဲ့ရိုက်ကူးပြသထားပါသေးတယ်ဒါပေမဲ့လည်းတကယ့်လက်တွေ့မှာတော့ဣသရေလကအစီအနေတွေထက်အီရန်ဘက်ကအစီအနေတွေကအစားပေါင်းများစွာပို့ပြီးဆိုးရွားနေတာဖြစ်ပါတယ်ဒီအပိုင်းအတွက်မှာဣသရေလစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်ချုပ်ကြီးနာဒက်ရှိုရာနီရဲ့အင်တာဗျူးတစ်ပုဒ်ကိုကျွန်တော်ဖတ်လိုက်ရပါသေးတယ်။အဲ့ဒီအင်တာဗျူးမှာနာဒက်ကဘာပြောထားသလဲဆိုတော့ အစ္စရေးဟာအီရန်ရဲ့အရေးပါတဲ့စစ်ရေးပစ်မှတ်တွေကိုပဲအဓိကပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ဆိုပါတယ်။မဆိုင်တုံးပစ်ခတ်ရေးစနစ်တွေ၊ဒရုန်းတေဆင်တွေ၊နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအစားအုံတွေနဲ့စစ်ရှေ့ဆိုင်စခန်းတွေကိုပဲပစ်မှတ်ထားနေတာပါ။အဲ့ဒီထဲမှာအီရန်ရဲ့မဆိုင်တုံးနဲ့မဆိုင်တုံးပစ်ခတ်စနစ်တွေဟာဆိုရင်နေစင်နဲ့အမျှကိုအချိန်နဲ့တပြေးညီအစ္စရေးရဲ့တိုက်ခိုက်ရှိန်မှုန်းတာကိုခံနေရတာဖြစ်ပါတယ်။ဘလောက်ထိအောင်လဲဆိုရင်အစ္စရေးထောင်းလှမ်းရေးရဲ့ရှေ့တန်လက်တန်တွေကရှေလွန်းတဲ့အတွက် ဒီပြစ်မှတ်တွေရဲ့ရွေးလျားမှုတွေကို24နာရီပတ်လုံးအစိမ့်တိုင်းတည်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းဒီအီရန်ရဲ့မဆိုင်တုံးစနစ်တွေဒီလေကာစနစ်တွေကိုအစ္စရေးကအစိမ့်တိုင်းမှာလိုအပ်တယ်လို့တိုက်ခိုက်ရှေ့မုံပြစ်နေနိုင်တာဖြစ်ပါတယ်။ပြီးတော့မှအစ္စရေးဟာအီရန်ရဲ့လေပိုင်တွေကိုအလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက်ဘေဘီယန်ဘာလာမယ်ဆိုတာကအစအသေးစိတ်စီစဉ်ထားနိုင်ပြီးတော့မှအရေးပါတဲ့ပြစ်မှတ်တွေနဲ့ပတ်သက်လို့အဆက်လက်တွေရလာတိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကိုအစိမ့်မရွေးစတင်အကောင်တွေပေါ်နိုင်စွမ်းလဲရှိတယ်လို့ဆိုပါတယ်။ဒါကအစ္စရေးရဲ့ဒုတိယဗိုလ်ချုပ်ကြီးတူရဲ့အတီးဘူဂျက်တွေဖြစ်ပါတယ်။ လက်တွေ့မှာဆိုရင်လည်းအီရန်ပိုင်နယ်ထေကပြစ်မှတ်တွေကိုအစ္စရေးထောက်လျှောက်ကိုပဲဘုံကျဲတိုက်ခိုက်နေနိုင်တာကိုတွေ့ရပါတယ်။အစ္စရေးရဲ့ကြက်ဖိုက်တာတွေဟာသူတို့ရဲ့လေပိုင်နယ်ထေကိုအချိန်တိုင်းဝေးပြန်နေပြီးတော့မှပြစ်မှတ်တွေကိုစိတ်ကြိုက်တိုက်ခိုက်ရှေ့မှုန်းနေတဲ့အခြေအနေမျိုးဟာအီရန်ဗေဒုံးကမျှမမျှော်လင့်ထားတဲ့အခြေအနေမျိုးမဟုတ်တာလည်းအမှန်ပါပဲ။အစ္စရေးဘက်ကထုတ်ပြန်ထားတဲ့ဗီဒီယိုပုံရိပ်တွေမှာဆိုရင်လည်းအစ္စရေးလေတပ်ရဲ့အစင်းမြင့်ကြက်ဖိုက်တာတစ်စင်းဟာဝင်ဟင်ထက်မှပဲအေးအေးလူလူစီးပြန်လေဖြစ်တင်းခြင်းနဲ့စစ်ဆင်ရေးတွေကိုအကောင်အထည်ဖော်နေတာကိုတွေ့ရပါတယ်။ ဒါအီရန်ရဲ့လေပိုင်နက်ကိုအစ္စရေးဘက်ကလုံအောင်ထိန်းချုပ်ထားနိုင်ပြီဆိုတာကိုပြသနေတာဖြစ်ပါတယ်။ဒီအပိုင်းအတွင်းမှာအစ္စရေးစစ်တပ်ကထုတ်ပြန်လာတဲ့ဓာတ်ပုံတွေမှာဆိုရင်လည်းအီရန်ရဲ့စစ်ရေးပြမှတ်တွေကိုဘလောက်အထိတိုက်ခိုက်ရှင်မုံပစ်ထားတယ်လဲဆိုတာကိုတွေ့နိုင်ပါတယ်။အစ္စရေးဟာနောက်ပိုင်းမှာအီရန်ရဲ့တင်းကားဖြတ်မဆိုင်ထုံးတွေထုတ်လုပ်နေတဲ့စက်ရုံတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်ရှင်မုံနေတာပါ။ဒီလက်နက်တွေဟာအစ္စရေးရဲ့ပြမှတ်ထေးဘာကြောင့်ပါလာတယ်လဲဆိုတော့ Hezbollah Hamas နဲ့ဟူဒီတို့လိုမျိုးလက်အောက်ခံအကြမ်းဖက်အဖွဲ့တွေကိုအီရန်ကအဓိကပံ့ပိုးပေးနေတဲ့လက်နက်တွေဖြစ်နေတဲ့အထွတ်ပါ။ အဲ့ဒီမှာအတင်းကားပြတ်မှဆိုင်းတုံးတွေထုတ်လုတ်တဲ့စက်ရုံတွေကိုတာမကပဲကုန်တန်းတွေအစိပ်ပိုင်းတွေကိုတိုးလောင်ထားတဲ့ဂိုဒေါင်တွေကိုပါတိုက်ခိုက်ရှင်ဖုံးပစ်ခဲ့တယ်လို့ Israel စစ်တပ်ကထုတ်ပြန်ကြေညာထားပါတယ်အဲ့ဒါပြင်လေကာစနစ်တွေမဆိုင်းတုံးပစ်စနစ်တွေနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအစားအဝတ်တွေအပြင်သုလေသနနဲ့ဒီရှောက်ဖွေလေးလာရေးစခန်းတွေကိုပါ Israel ကထက်မဲ့တိုက်ခိုက်ရှင်ဖုံးခဲ့တယ်လို့သိရပါတယ်လက်တော် Israel ရဲ့တိုက်ခိုက်မှုတွေအပေါ်မှာတုံ့တက်ရမယ်ဆိုရင်သူတို့အတွက်အဓိကစီးရေးပြစ်မှတ်တွေကလက်တော် Iran ကတောက်လျှောက်ပစ်ခဲ့နေတဲ့ ပစ်ထိမ်မဆိုင်နှုန်းတွေဖြစ်ပါတယ်။ဒါကြောင့်လဲမဆိုင်နှုန်းလောင်စာတွေတိုးလောင်ရေးတွေကို DFI အတွင်းမှာ Israel ကတရဇက်ဖြက်စီးပစ်နေတယ်ဆိုတဲ့သတင်းတွေထွက်နေတာဖြစ်ပါတယ်။ပြီးတော့မှ Iran ရဲ့ nuclear လက်နက်ပိုင်ဆိုင်ရေးအိမ်မက်တွေရပ်တန့်တော့အောင်လို့လဲ Uranium တန်းစင်ရေးစက်ရုံတွေထုတ်လုပ်ရင်းနဲ့ရှာဖွေလေးတာရေးစခန်းတွေကိုလည်းတခိုက်ရှင်ဖုံးပစ်နေပါတယ်။ Iran အနေနဲ့လက်ရှိဆုံရှုံထားရတဲ့စစ်လက်နက်ပစ္စည်းတွေကိုပြန်လေအစားထိုးနိုင်စွာမရှိအောင်ထီကို Israel ဘက်ကအမြင့်ဖြတ်တုံ့ပြန်နေတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်နောက်ဆုံး24နာရီအတွင်းတွင်ကိုပဲ မဆိုင်တို့ထုတ်လို့ရဲ့စက်ရုံတွေကိုအစ္စရေးကတိုက်ခိုက်ရှေ့မှုပြနေတာဖြစ်ပါတယ်။ဒါဟာအီရန်ရဲ့မဆိုင်တို့အခြေအတွက်နဲ့တိုက်ခိုက်မှုစွန့်ရည်တွေကို ကြီးကြီးမားမားထိခိုက်တော့နိုင်တဲ့ခြေလှမ်းတွေပါ။ဒါတွေမကသေးပဲအီရန်ဒီတဲ့ရဲ့လေယာဉ်တွေရဟတ်ယာဉ်တွေကိုပါမရှင်းအစ္စရေးကတိုက်ခိုက်ရှေ့မှုပြနေပါသေးတယ်။လက်တလို့မှာအီရန်လေတဲ့ဟာအစ္စရေးကိုဒုက္ခမပေးနိုင်တာမှန်ပေမဲ့လည်းစစ်ပွဲတပွဲမှာဘေးအရာမှရွှင်ချက်ထားလို့မရဘူးဆိုတဲ့စကားအတိုင်းပဲအစ္စရေးကအီရန်ရဲ့သက်တမ်းရင်ဂျက်ဖိုက်တာတွေကိုပါပြင်မဲ့ထားလိုက်ခဲ့တာပါ။ အွန်လိုင်းချက်ကိုတက်လာခဲ့တဲ့ဗီဒီယိုတွေထဲမှာဆိုရင်အီရန်ရဲ့ K Hawk F-14 ချက်ဖိုက်တာတွေကိုအစ္စရေးကတစင်းပြီးတစင်းစိတ်ကြိုက်ကိုဘုံကျဲဖြက်စီးပြနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ F-14 တွေအပြင်အီရန်ရဲ့တိုက်ခိုက်ရေးစေးရဟန်းယာဉ်တွေကိုလည်းအစ္စရေးကအလွတ်မပိတ်ခဲ့ပါဘူး။လက်ရှိအချိန်ထိအီရန်ဘက်ကအဆိုပါချက်ဖိုက်တာတွေစေးရဟန်းယာဉ်တွေကိုအသုံးပြုနိုင်တာမျိုးမရှိသေးပေမဲ့ AH-1 လိုမျိုးတိုက်ခိုက်ရေးစေးရဟန်းယာဉ်တွေဟာတနည်းမဟုတ်တနည်းအစ္စရေးချက်ဖိုက်တာတွေကိုအတိုင်းအတာတစ်ခုအထိတိုက်ခိုက်လာနိုင်စွမ်းရှိတဲ့အတွက်အခုလိုမျိုးပြင်ပထားတိုက်ခိုက်ရှင်မုန်းနေတာဖြစ်ပါတယ် ဒါပေမဲ့အီရန်ဘက်ကလည်းအောင်မြင်မှုကြီးဆိုပြီးတော့မှကြောပေါ်လာခဲ့တဲ့ဖြစ်ရပ်တစ်ခုလည်းဒီကြားထဲမှာထွက်ပေါ်လာခဲ့ပါသေးတယ်။အဲ့ဒါကတော့အစ္စရေးရဲ့ဒီ Hamis 900 drone တစ်စင်းကိုအီရန်ဘက်ကပြစ်ဆနိုင်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အစ္စရေးအီရန်ငါးရက်တာစစ်ပွဲအတွင်းမှာအီရန်ဘက်ကပထမဆုံးအကြိမ်အစ္စရေးရဲ့ဝေဟန်ရင်တစ်စင်းကိုအောင်မြင်စွာပြစ်ဆနိုင်မှုအဖြစ်လည်းမှတ်တမ်းဝင်လာပါတယ်။အီရန်လေပိုင်တဲ့အတွင်းကိုဝင်လာတဲ့အစ္စရေး drone တစ်စင်းကိုမြေပြင်ကဝေဟန်ပြစ်မှတ်ဆိုင်တုံးအုံပြူပြီးပြစ်ဆနိုင်ခဲ့တဲ့အတွက် အီရန်ရဲ့နိုင်ငံပိုင်ဝါဒဖြစ်မီဒီယာတွေကဓာတ်ပုံမှတ်တမ်းဗီဒီယိုမှတ်တမ်းတွေနဲ့တခါဝေဝေဆဆဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအစ္စရေးဘက်ကတော့ဒီစစ်ပွဲတခြားလို့မှအဆိုပါဟာမစ်ဒရုန်းတစင်ဆုံရှုံခဲ့တာကလွေလို့အခြားသော ဆုံရှုံမှုတွေမရှိခဲ့ပါဘူး။အစောပိုင်းကအစ္စရေးရဲ့ F35 ဂျက်ဖိုက်တာ၅စင်တီတီကိုအီရန်ဘက်ကပြစ်ဆနိုင်ခဲ့တယ်လို့ထုံးစံအတိုင်းဝါဒဖြစ်မီဒီယာတွေကဖော်ပြခဲ့ကြသေးပေမဲ့အခုတတိတက်တဲ့မပြားနိုင်သေးတဲ့အတွက်အရှိအမြင့်မရှိတဲ့သတင်းတွေအဖြစ်ပဲရှိနေပါတယ်။ ီးတော့မှအီရန်ရဲ့စွန့်ရည်မြင့်ဂျက်ဖိုက်တာတွေဟာ F-16 တွေနဲ့အပြိုင်ဝင်ဟင်စီးချင်းထိုးဖို့တွေရင်ဆိုင်ခဲ့ရသေးတယ်လို့လည်းပြောခဲ့ကြပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာတော့အီရန်လက်ထက်မှာရပ်ထားတဲ့ F-14 တွေပဲတစင်းပြီးတစင်းပုံကျစ်တိုက်ခိုက်ခဲ့နေရတာဖြစ်ပါတယ်။ပြီးတော့မှ Hamas drone တစင်းပစ်ဆခံရတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့စိတ်ဝင်စားစရာကောင်းတဲ့နောက်ထပ်အချက်ကတော့ Hamas 900 drone တွေကဒီ Israel ပိုင်နဲ့ထေကနေတာစတင်ပြန်တက်ခဲ့မဲ့ဆိုရင် Iran စီကိုဘလို့နီးနေမှရောက်နိုင်စရာဒီလည်းမရှိပါဘူး။ ဒီ drone တွေရဲ့တောလာနိုင်တဲ့အကော်အဝေးကဒီလောက်အထိမရှိတဲ့အတွက်ဖြစ်ပါတယ်။ဆိုတော့ Israel ဟာအဆိုပါ drone ကို Iran နဲ့အနီးအနားက Iran နဲ့ဒီ Syria ပိုင်နယ်တွေထိကပဲလွှတ်တင်သလား။ဒါမှမဟုတ် Iran ရဲ့ဒီပိုင်နယ်ထိကနေကိုပဲလွှတ်တင်သလားဆိုတာစဉ်းစားစရာဖြစ်တာပါတယ်။ Israel ရဲ့ကမ္ဘာကျော် Mossad ထောက်လှမ်းရေးတရှိုးတွေဟာ Iran နဲ့စိမ့်ဝင်နေခဲ့တာလည်းကြားပါပြီ။ Iran ဟာ Israel ရဲ့ Hamid drone တစ်စင်းကိုပြစ်ဆနိုင်တာလောက်ကိုပဲဂုံတင်ပြောဆိုနေရတဲ့အစီအနေကိုရောက်နေပြီးတော့မှ အခြားတစ်ဖက်မှာတော့သူတို့ရဲ့လုံခြုံရေးကြိုးပမ်းမှုတွေကိုအတိုင်းသားမြင်နေရတာပါအခုချိန်မှာတော့သူတို့လက်ထဲမှာရှိမရှိမသေးကြသေးတဲ့နျူကလ িয়ার လက်နက်တွေမှချိန်ချောက်ပြတဲ့အစဉ်ကိုရောက်လာပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ American နဲ့ Israel ဘက်ကတော့ဘလို့သဘောထားမျိုးရှိနေတယ်လဲဆိုတာကျွန်တော်တို့ကြည့်ကြည့်ရအောင်ပါ American သမ္မတဒေါ်နယ်ထရန့်ဟာလည်းဒီအပိုင်းအတွင်းမှာ Israel Iran စစ်ပွဲနဲ့ပတ်သက်လို့စကားတွေအများကြီးပြောနေပါတယ်။ဒါပေမဲ့လည်းသူစကားတွေဟာတောင်စင်ရေမရဖြစ်နေပြီးတော့မှဘာကိုအတီယူလို့ယူရမှန်းမသိအောင်ကိုပဲဗျမ်းပဒါနိုင်နေတာတော့အမှန်ပါပဲ။ ဒါကြောင့်ဒီနေ့မှာတော့ Trump ရဲ့ပြောစကားတွေအကြောင်းကျွန်တော်ထိပ်မပြောတော့ပါဘူး။ဒါပေမဲ့လည်း American လွှတ်တော်အမတ်ဖြစ်တဲ့ Ted Cruz ရဲ့ message စကားတစ်ခုကတော့ထူးထူးခြားခြားရှိနေပါတယ်။ You need an ICBM to get to America. If is if Iran gets a nuclear weapon, I think the odds are unacceptably high that we would find out with a mushroom cloud over New York City or Los Angeles or Tel Aviv in Israel. သူပြောခဲ့တာကတော့ is, Iran ဟာ Israel နဲ့တာမကပဲ American ကိုပါဆင်းရှောက်နေတာဖြစ်တယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ရွေးချယ်စရာအနည်းငယ်ကိုတော့လုံးမရလိမ့်မယ်။အီရန်ဟာအမေရိကန်ကိုတိုက်ခိုက်ဖို့အတွက်ဆိုရင်တိုင်းရှင်းပြစ်ပစ်ထိမ်းမဲ့ဆိုင်းတုံးတွေလိုအပ်လိမ့်မယ်။တကယ်လို့သာသူတို့အနေနဲ့နျူကလ িয়ার လက်နက်ရာတော့ခဲ့မယ်ဆိုရင်ပေါ့နော်ဒီဖြင်းနိုင်ကြတော့နေမှန်းသိပါတယ်။ဒါပေမဲ့ဒီရာတော့ခဲ့မယ်လို့ပဲစဉ်းစားရအောင်။ဒါဆိုရင်နယူးယောက်လော့စ်အိန်ဂျလိနဲ့တီအဘေးမျိုးတွေမှာနျူကလ িয়ার မှုဘွင့်တင်တိုက်ကြီးကိုညွန့်တွေးရလိမ့်မယ်ဆိုပြီးဖြစ်ပါတယ်။တနည်းအားဖြင့်ဒီအီရန်လိုမျိုးအစွန်းရောက်နိုင်ငံတနိုင်ငံရဲ့လက်ထက်ကို မလို့ဒီနေ့မှနျူကလ িয়ার လည်းနဲ့အရောက်ခံလို့မရဘူးလို့သတိပေးတော်တာဖြစ်ပါတယ်။ငဘိုကလေးကမှအစ္စရေးကိုအလုံးစုံအမြင့်ဖြတ်တုတ်တင်ပြမယ်။အရှိလေးပိုက်ဒေသတွေကအမေရိကန်နဲ့မဟာမိတ်တပ်တွေကိုတိုက်ခိုက်မှုတွေအပြင်းအထန်လုပ်သွားမယ်လို့ဆင်းရှောင်းနေတဲ့အီရန်လက်ထက်ကိုသာနျူကလ িয়ার လည်းနဲ့ရောက်တော့ခဲ့မယ်ဆိုရင်အလုံးစုံပြည်စည်းခြင်းကိုဥတီသွားနိုင်တာတော့အမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်လဲအီရန်ရဲ့နျူကလ িয়ার လက်နဲ့ပိုင်ဆိုင်ရေးအိမ်မက်တွေကိုရပ်တန့်သွားအောင်အစ္စရေးကစူးစမ်းနေတာဖြစ်တယ်လို့အမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေကလည်း ဒီအကြောင်းကြောင့်ပဲအစ္စရေးရဲ့နောက်ကွေမှာရှိနေတာဖြစ်ပါတယ်။ဒီအပိုင်းအတွင်းမှာအီရန်ရဲ့ဘာသာရေးခေါင်းဆောင်ခါမေနီပြောခဲ့တဲ့မင်ခွန်းလေးမှာဆိုရင်လည်းအစ္စရေးကိုအမေရိကန်ဝင်ကူတာနဲ့တပြိုင်တည်းဗေဒုံးကနဲ့မှမတူတဲ့ဖြည့်ရဲဆိုးတွေကိုရင်ဆိုင်ရလိမ့်မယ်လို့ရှင်းလျှောက်ထားသေးတာပါ။နိုင်ငံတကာအမှုမျိုးစွန့်ရဲ့အဖွဲ့အစည်းဖြစ်တဲ့ IAEA တို့လိုအဖွဲ့အစည်းတွေဟာလည်းအီရန်ဟာနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်ဖို့တော်တော်လေးနှီးစဲနေတဲ့အခြေအနေကိုရောက်နေပြီလို့တတိပေးထားတဲ့အတွက်လက်တလောမှာအီရန်လက်ထက်နျူကလ িয়ার လက်နက်မရှိသေးဘူးလို့ယူဆလို့ရနိုင်ပေမဲ့ အချိန်မဟုတ်တစ်ချိန်မှာရတော့တော့မယ့်အရေးဟာအစ္စရေးနဲ့အမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံတော်တော်များများအတွေ့အစိုးရင်စရာဖြစ်လာခဲ့တာပါဒါပေမဲ့အခုချိန်မှာတော့အစ္စရေးဟာအီရန်ရဲ့ယူရေနီယံတန်းစင်မှုစက်ရုံတွေအပါအဝင်နျူကလ িয়ার စီမံကိန်းတွေနဲ့ပတ်သက်လို့အရေးပါတဲ့နေရာတော်တော်များများကိုဘုံကျဲတိုက်ခိုက်ထားပြီးဖြစ်တဲ့အတွက်အတိုင်းအတာတစ်ခုအကြည့်တော့အီရန်ရဲ့ရှေ့လန်းတွေရက်တန့်တော်ပွေရှိနေပါတယ်တစ်ဖက်မှာလည်းအီရန်ဟာအစ္စရေးရဲ့လေပိုင်နက်ကိုအပြစ်အဝါထိတ်ဆုပ်ထားနိုင်ပြီဆိုပြီးတော့မှလေလုံးကြီးထားသေးတာပါ ဒါနဲ့ပတ်သက်လို့ Iran စစ်တပ်ဖက်ကထုတ်ပြန်ကြေညာချက်တွေကိုပဲကျွန်တော်တို့ကြည့်ကြည့်ပါဒီထုတ်ပြန်ကြေညာချက်တွေမှာဆိုရင် Iran ရဲ့မဆိုင်တုံတိုက်ခိုက်မှုတွေဟာ Israel ရဲ့လေပိုင်နက်ကို Iran ကဘယ်လောက်အထိထိန်းချုပ်ထားနိုင်ပြီလဲဆိုတာပြသနေတာဖြစ်တယ်အခုဆိုရင် Israel ပြည်သူတွေဟာအုံနဲ့ကျင်းနေမဲ့နေထိုင်ရာအရက်ကိုစွန့်ခွာနေကြပြီဖြစ်တယ်အခုအညီကင်းမင်းနေပြီဖြစ်တယ် Iran ရဲ့မဆိုင်တုံတိုက်ခိုက်မှုတွေဟာကြီးကြပြင်းထန်လွန်အားကြီးတဲ့အတွက်မော့ဆက်ဌာနချုပ်အပအဝင် Israel လက်တွေကိုပါတိုက်ခိုက်ဖျက်ဆီးပြင်းနိုင်နေတယ်ဆိုတာတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ဒါပေမဲ့လည်းအီရန်ဘက်ကထုတ်ပြန်ကြေညာချက်တွေကိုအတီးပြုနိုင်တဲ့တကယ့်မြင့်မြတ်အဆက်လက်တွေကိုတော့ကျွန်တော်တို့မတွေ့ရသေးပါဘူးအထူးသဖြင့်ဒီအစ္စရေးရဲ့လေတပ်တွေကိုဖျက်ဆီးပစ်နိုင်ပါပြီဆိုတာနဲ့ပတ်သက်လို့တိကျတဲ့တပ်တွေအထောက်အထားတွေကိုလုံးဝမတွေ့ရသေးပါဘူးလူတိုင်းလက်ထဲမှာဖုံးတွေရှိနေတဲ့ခေတ်ကြီးမှာဒီလိုသာအရေးပါတဲ့အရေးတွေကိုအီရန်လုံးနိုင်ခဲ့မယ်ဆိုရင်လူမှုကွန်ရက်စာမျက်နှာတွေထက်မှာမြင့်သားထင်သာရှိတဲ့တပ်တွေသာရကားတွေပထမဆုံးတက်လာမှာဖြစ်ပါတယ်ဒါကြောင့်လည်းအီရန်ဘက်ကကြေညာချက်တော်တော်များများဟာအခုထက်ထိ အပြော့တက်တက်အဖြစ်သာရှိနေသေးတာလည်းဖြစ်ပါတယ်သူတို့အနေနဲ့တကယ်လုံနိုင်ခေးတာမှန်တယ်ဆိုရင် Hermes drone ကိုပြစ်ရှားနိုင်တာမျိုးရှရှင်းမဲ့ဒီတက်တက်အရှက်လက်တွေနဲ့တကောပေါ့နော်ထုတ်ပြန်ကြညာလာမှသိကြပါတယ်အခုတော့မရှိသေးဘူးဆိုတော့တမင်အပြော့တက်တက်နဲ့ပဲဝါဒဖြန့်နေုံလောက်အဖြစ်ပဲသတ်မှတ်လို့ရပါတယ် Israel မျိုးတွေမှာလေကြောင်းအရှက်ပေးတန်တွေဟာတခဏလောက်တောင်မှမတိတ်တော့ဘူးငရေတကားကြီးပွင့်တော့ပြီဆိုတဲ့အပြော့မျိုးတွေကိုလည်းအီရန်ဘက်ကကြားရပါတယ်တကယ်လဲအီရန်ဟာအစ္စရေးကိုမဆိုင်လို့နေနဲ့ဇက်တိုက်ပစ်ခဲနေနိုင်တာအမှန်ပါ ဒါကိုကျွန်တော်တို့တွေဗီဒီယိုတော်တော်များများပါလဲမြင်တွေ့ထားရတာပါပဲဒါပေမဲ့အီရန်ရဲ့မဆိုင်တို့အများစုကိုအစ္စရေးဘက်ကသာပြစ်ဆထားလိုက်ပြီးတဆိုးသောဒီမဆိုင်တို့အစိုးပဲလူနေရက်ကွက်တွေကိုထိနေတဲ့အတွက်ပောက်ကွေးပျက်စီးမှုတွေဖြစ်နေတာပါဒါပေမဲ့အစ္စရေးရဲ့ဒီကစီရင်ပြစ်မှတ်တွေကိုတော့အီရန်ဘက်ကအခုထက်ထိထိထိရောက်ရောက်ဖြည့်ဆည်းနိုင်တာမျိုးမရှိသေးပါဘူးအစ္စရေးရဲ့ဂျက်ဖိုက်တာရာပေါင်းများစွာဟာအီရန်လေပိုင်နဲ့ထိမှစိတ်ကြိုက်ကိုပဲ operation rising line ရဲ့စစ်ဆင်ရေးကိုဆက်လက်အကောင်တွေဖော်နေနိုင်တာပဲကြည်ပါ ဒါကြောင့်အီရန်ဟာအပြောအတွေကြီးထားသလောက်ထိရောက်တဲ့တိုက်ရောက်မှုမျိုးကိုအခုထက်တိမပြားနိုင်သေးဘူးလို့ပဲပြောရပါမယ်။ဒါပေမဲ့အီရန်ဟာနောက်ထပ်မဆိုင်တုံးတစ်စင်းကိုတော့ထုတ်ပြန်လာပါတယ်။အဲ့ဒါကတော့ဆာဂျေးဆိုတဲ့မဆိုင်တုံးပဲဖြစ်ပါတယ်။ကျွန်တော်ဖက်ကြည့်တဲ့အဆက်လက်တွေအရတော့ဆာဂျေးမဆိုင်တုံးဟာကီလိုမီတာ2000လောက်အထိပြစ်ခတ်နိုင်တဲ့မဆိုင်တုံးဖြစ်ပြီးတော့မှ solid fuel အမျိုးအစား two stage မဆိုင်တုံးတစ်စင်းဖြစ်တယ်လို့သိရပါတယ်။အရှိအအဖြစ်60မီတာလောက်ရှည်လျားပြီးတော့မှ kilogram 650လောက်လေးတဲ့ထိပ်ဖူးတွေတက်ဆင်နိုင်ပါတယ်။ ဒီလိုမဆိုင်တော့မျိုးသာပြင်မက်ကိုတည်တည်ရှာရှာထိမဲ့တော့မယ်ဆိုရင်တော့အကြည့်အကျေဖြက်စည်းနိုင်စွန်းအားပေးနိုင်မှာသိကြပါတယ်။ဒါပေမဲ့လည်းဒီအဆက်လက်တွေဟာထုံးစံအတိုင်းပဲအီရန်ဘက်ကဖော်ပြထားတဲ့အဆက်လက်တွေသာဖြစ်ပြီးတော့မှတခြားအတီးပြူချက်တွေကိုတော့ကျွန်တော်မတွေ့ရသေးပါဘူး။ဒီမဆိုင်တော့နဲ့အစ္စရေးကိုတိုက်ခိုက်ခဲ့ပါတယ်ဆိုတဲ့တက်တဲ့အဆက်လက်တွေလည်းမရှိသေးပါဘူး။တကယ်ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုရင်တော့မှဂျာရီမှာပြစ်ရှားခံရတာတော့မှဖြေနိုင်ကြီးပုံများနေတာပါ။ဘာကြောင့်လဲဆိုတော့မင်းညအထိစာကြီးမဆိုင်တော့ရဲ့တိုက်ရောက်မှုမျိုးကိုမတွေ့ရသေးတဲ့အတွက်ပါ။ ။အစ္စရေးလေကစနစ်တွေဟာတိုက်ကြီးထိခိုက်မှုမများနိုင်လောက်တဲ့မဆိုင်တုံးတွေကိုလွှတ်ပေးပြီးတော့မှတကယ်ဖြစ်အပြင်းတဲ့မဆိုင်တုံးတွေကိုတော့ပြစ်ရှာနေနိုင်စေဖြစ်ပါတယ်။ဒါပေမဲ့လည်းအစ္စရေးကလည်းသူ့အခက်ခဲနဲ့တူတော့ရှိနေပါတယ်။ဝါရှင်တန်ပို့သတင်းဌာနရဲ့ဖော်ပြချက်အရအစ္စရေးရဲ့ဓာတ်ပြတ်တိုက်ခိုက်ရေးမဆိုင်တုံးအင်အားဟာနောက်ထပ်စီးနီးယားစာလောက်ပဲကျန်တော့တယ်လို့သိရပါတယ်။လက်ရှိချိန်မှတွင်ကိုအစ္စရေးဟာအီရန်ရဲ့မဆိုင်တုံးတွေကိုပြစ်ရှာနိုင်ဖို့အတွက်ဒေါ်လာ285သန်းလောက်အထိကုန်ချထားပြီးဖြစ်ပါတယ်။ဒါကြောင့်အစ္စရေးအီရန်စစ်ပွဲဟာတိတ်တော့မကြလောက်ဘူးလို့တုံ့သက်သူတွေကခန့်မှန်းနေကြတာပါ။ အစ္စရေးဘက်မှဂျာပြတ်တိုက်ခိုက်ရေးမဆိုင်တော့အင်အားကအကန့်အသတ်တွေရှိနေသလိုအီရန်ဘက်မှလည်းတဖြည်းဖြည်းနဲ့တိုက်ခိုက်နိုင်တဲ့ပေထိန်မဆိုင်တော့အခြေအတွက်ကနေလာတာသိကြပါတယ်ပြီးတော့လက်တလော့အီရန်ရဲ့ထိတ်တန့်စေခေါင်းဆောင်တွေဆုံဆုံထားမှုအနေအထားအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေခံနေရတဲ့အနေအထားတွေကြောင့်အီရန်လည်းတဖြည်းဖြည်းနဲ့ပြစ်အားရောလာနိုင်ပါတယ်ဒီနေရာမှာတရုတ်နဲ့ရုရှားတို့ကအီရန်ကိုဘလို့ထောက်ပံ့မှုတွေလုပ်လာနိုင်မလဲအမေရိကန်နဲ့မဟာမိတ်တွေကတော့အစ္စရေးကိုဘလို့ပံ့ပိုးလာနိုင်မလဲဆိုတာတွေကိုလည်းစောင့်ကြည့်ရအောင်မှဖြစ်ပါတယ် မနက်ပိုင်းကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုမှာဆိုရင်အီရန်ရဲ့မဟာမိတ်တွေဖြစ်တဲ့မြောက်ကိုရီးယားရုရှားနဲ့တရုတ်တို့ဘာတွေလုပ်နေတယ်လဲဆိုတာကိုတင်ဆက်ပေးတော့မှာမို့စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျလက်တော့မှာတော့ဒီအီရန်ကနျူကလ িয়ার လက်နက်ကိုပြားပြီးတော့မှဆိမ်းဆောက်လာတယ်ဆိုပေမဲ့လို့သူတို့ထုံးစံအတိုင်းပဲအပြောတက်တက်သာရှိနေသေးတယ်လို့အနောက်မီဒီယာတွေဆိုထားတယ်လို့စစ်ဆက်ဆွေးနွေးအပြည့်ရဲ့ဖို့ကလည်းမဖြစ်နိုင်သေးတဲ့အတွက်အစ္စရေးရဲ့စစ်ပွဲဟာဆက်လက်ပြီးတော့မှရှေ့ဆက်နေအောင်ပါဒါပေမဲ့လည်းအစ္စရေးကတော့အီရန်ပိုင်တဲ့အထက်ကအဓိကစီးရေးပြစ်မှတ်တွေကို အရင်ရက်တွေကထက်ပိုပြီးတော့မှတိုက်ခိုက်ရှည်မှုန်းလာနိုင်စွမ်းရှိလာတာတော့အမှန်ပါပဲဒီနေ့ပြီတော့ကတော့ဒါတော့ပါပဲခင်ဗျာနောက်နေ့တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြဲတမ်းပုံမှန်တင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှကြမ်းကြမ်းမာမာနဲ့တင်တွေ့ကြရအောင်ပါအကောင်ဆုံးအတတဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းတတ်တာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ ဖုန်းနံပါတ်39668 9169 online 39ကိုကိုခွန်က6539လေးလေးတူနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။